စာစကားဆိုမယ်ကျမဒီဒီနေ့ဒီချိန်ထိအမျိုးသားရေးကိုတုံးချပြီးဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းရှိကမှငွေအကြေးအကျိုးမြဲစီးပွားရေးအကျိုးမြဲရယူထားတာတစ်စုံတစ်ခုမှမရှိသလိုကျမဘယ်သူနဲ့မှကျေးဇူးစားကျေးဇူးတမ်းမရှိဘူးပြောရရှိရင်လည်းကျမဘယ်သူမျက်နှာမှမထောက်ဘူးကျမတိုင်းပြည်မျက်နှာကိုပဲထောက်ပါတယ်ပြောရကတော့တစ်ခုရှိပါတယ်ဒီကိုသက်နိုင်ဦးရဲ့ငင်းချက် ပါတယ်ရိမ့်ချက်ချစ်ချီရွှေခစ်စီတို့ဆိုပြီးတော့သူပါတီအောင်နိုင်ရေးဆောင်ပုံမှာရှာလုံးပေါင်းတပ်ပုံမှာနေပါတယ်ရိမ့်ချက်ချစ်ချီရွှေခစ်စီတို့လောဆာလုံးနဲ့မဟုတ်ပါဘူးဆာလိန်နဲ့စီရမှာပါဆာလုံးဆိုတာကအာ ဆောက်ဆင်မှာဆောက်လေးတွေစီစီထားရှိရယ်တကယ်ဆင်မှာပကံများလေးတွေစီထားရယ်အဲ့ဒီလိုမျိုးဆလုံးနဲ့စီရတာအနာဂတ်စီတို့ပန်းနိုင်စီတို့ကြတော့ဆလိမ့်နေစီရတာပါအာဆိုတော့ကို့ပါတီအောင်နိုင်ရေးလဲဆွဲစီရုံနဲ့သကလုံး6လုံးလောက်ရေးတဲ့နေရာကိုတလုံးတက်ပုံမှားနေတယ်ဆိုတော့အာနည်းနည်းသူများပြောစရာကြီးဖြစ်နေပါတယ်ဒီတစ်ခုသတိပြုစီ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျန်းဖုတ်ပါတီအတွက်မပူတုမဲဆွယ်ပေးလိုက်တဲ့ရုပ်တံအပြင် စစ်ကောင်စီရွေးကောက်ပွဲကိုအမေရိကန်ဆိုရတရားဝင်ကန့်ကွက်ရန်တိုက်တွန်းမိထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါတယ်မြမအေးတက်ကြွလှုပ်ရှားသူကိုရင်အေးကမတရားအာဏာသိမ်းတဲ့အကြမ်းဖက်စစ်အုပ်စုဟာသူတို့မှာလုတ်ပိုင်ခွင့်လုံးဝမရှိတဲ့တရားလည်းမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာပြင်ဆင်နေပြီး တမရာကြီးထရက်အနေနဲ့အတုအယောင်ရွေးကောက်ပွဲကိုလက်မခံနိုင်ဘူးဆိုတာကိုတရားဝင်ပြောပြပါဆိုတာကိုကျွန်တော်တို့တောင်းဆိုတာဖြစ်ပါတယ်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေစစ်ရာဇဝတ်မှုတွေအမျိုးစုံကိုနေ့စဉ်ကျူးလွန်နေတဲ့စစ်ကောင်းဆောင်တွေနဲ့အပေါင်းအပါအားလုံးကိုအရေးယူဆောင်ရွက်မှုတွေလုပ်ပေးပါဆိုတဲ့တောင်းဆိုချက်ကိုတောင်းဆိုတာဖြစ်ပါတယ်လို့ပြောပါတယ် မြမအေးတက်ကြွလှုပ်ရှားသူကိုရင်အေးကမတရားအာဏာသိမ်းတဲ့အကြမ်းဖက်စစ်အုပ်စုဟာသူတို့မှလုံပိုင်ခွင့်လုံးဝမရှိတဲ့တရားလဲမဝင်တဲ့အတူအယောင်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာပြင်ဆင်နေပြီးတမရကြီး threat အနေနဲ့အတူအယောင်ရွေးကောက်ပွဲကိုလက်မခံနိုင်ဘူးဆိုတာကိုတရားဝင်ပြောပြပါဆိုတာကိုကျွန်တော်တို့တောင်းဆိုတာဖြစ်ပါတယ်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေစစ်ရာဇဝတ်မှုတွေအမျိုးစုံကိုနေ့စဉ်ကျူးလွန်နေတဲ့စစ်ကောင်းဆောင်တွေနဲ့အပေါင်းအပါအားလုံးကိုအေးအေးယူဆောင်ရွက်မှုတွေလုပ်ပေးပါဆိုတဲ့တောင်းဆိုချက် တက်ကိုတောင်းဆိုတာဖြစ်ပါတယ်လို့ပြောပါတယ်။အောက်တိုဘာ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်ခဲ့ပေမဲ့မြမအရေးနဲ့ပတ်သက်ပြီးထိရောက်တဲ့ပြောဆိုဆွေးနွေးမှုမရှိခဲ့ပါဘူး။အာဆီယံတစ်ခုလုံးအနေနဲ့စစ်ကောင်းဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်တဲ့အဖွဲ့တွေဆီလုတ်ဖို့မရှိပေမဲ့အဖွဲ့ဝင်တနိုင်ငံချင်းစီအနေနဲ့ကတော့လေးလာဆောင်ကြည့်တဲ့အဖွဲ့တွေ လွတ်မလွတ်အတိလင်းကြီးညာထားတာမတွေ့ရသေးဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံကြားရေးဝန်ကြီးဌာနဒုဝန်ကြီးဦးမိုးစောဦးကပြောပါတယ် NUG အနေနဲ့ကတော့အကြမ်းမဖက်ဆန့်ကျင်တဲ့မှုကိုတာဆွဲကင်ပြီးစစ်ကောင်စီရွေးကောက်ပွဲကိုနိုင်ငံတကာကလက်မခံအောင်ကြိုးစားနေတယ်လို့ဆိုပါတယ်မင်္ဂလာပါမျိုးတို့ရေရန်ကုန်တိုင်းမှာဝင်ရောက်ရွေးချယ်ခံမဲ့ပြည်သူလူထုကိုယ်စားလှယ်တယောက်ကနေပြီးတော့သူ့အတွက်အာကျမကို ်လော်ဘီလုပ်ပေးပါဖို့ကိုပြောရမယ်ဆိုရင်ရိုးရိုးရှင်းရှင်းပြောရရင်တော့လော်ဘီလုပ်ပေးပါဆိုပြီးတော့တန်းလိုင်းလာရှိတယ်အဲကျွန်မကုလနိုင်ငံရေးအကြောင်းလေးပြောတဲ့အခါမှာသူ့အကြောင်းလေးထည့်ပြီးပြောပေးဖို့ပေါ့နော်အဲ့ဒီတွေကျွန်မကိုထိုက်တင်တဲ့ပညာရှင်ချီးမြှင့်ပါမယ်လို့လည်းပြောပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒါကျမတို့ကအမျိုးသားရေးကိုဥထိတ်ထားပြီးနိုင်ငံရေးကိုလှုပ်ဆောင်ကြတာဖြစ်တဲ့အတွက်ကျမရဲ့စိတ်ထဲမှာဒီလူကလူတော်လို့ထင်တယ်။နောက်ပြီးဒီလူမဲဆွယ်စီရင်ရေးမှာလည်းလူတို့ရဲ့ယုံကြည်မှုရအောင်လှုပ်ဆောင်နိုင်လိမ့်မယ်လို့ထင်တဲ့လူဆိုရင် ကိုအိတ်ကိုစားကိုထမင်းကိုစားဝေးတပြားတစ်ချက်မှမယူပဲအခမဲ့လော်ဘီလုတ်ပေးမှာပါဘာလို့လဲဆိုတော့ပြည်သူတွေနည်းမဲပေးမဲ့ပြည်သူတွေအနေနဲ့ရွေးချယ်မှုမှန်ကန်အောင်ကိုတက်နိုင်တဲ့ဘက်ကနေဒီလမ်းညွှန်ပေးမှာတိုးတော့ဒီလူတယောက်ကတိုင်းပြည်ကိုဦးဆောင်နိုင်တဲ့အီချင်းမရှိဘူး တနည်းအားဖြင့်အရင်ချင်းရှိတဲ့ပညာတတ်တယ်ဆိုရင်တော့တိုင်းပြည်နယ်လူမျိုးကိုချစ်တဲ့စေတနာမရှိဘူးဆိုရင်ကျမကိုပတ်စံနေဘလောက်ပဲပုံပြီးပေးနေပါစေအဲ့ဒီလိုတွေကျမလော်ဘီလို့မပေးနိုင်ပါဘူး။အာဒီနေ့မှာတော့ကျမဒီကိုယ့်အိတ်ကိုစားအိတ်ကိုထမင်းကိုစားပြီးတော့လူတယောက်တွေမဲဆွယ်စည်းရုံးပြီးလော်ဘီလုပ်ပေးပါမယ်။သူကတော့အားလုံးသိတဲ့ကိုတက်နိုင်ဦးကြီးကပါ။ရကင်းပြည်နယ်ဖန်မြို့နယ်ကနေပြီးတော့ပြည်သူလူထုကိုစားဝေရောက်ရေးချက်ခံမယ်လို့ကြားသိရပါတယ်။ဒီခိုင်မျိုးပါတီကိုယ်စားလှယ်တက်ောက်နေတဲ့ ဘယ်ရောက်ရွေးချယ်ခံမယ်လို့ကြားသိရပါတယ်။အားပေးပါရဲ့ဖန်မှာရှိတဲ့ပြည်သူတွေအနေနဲ့ကကိုတနိုင်ကိုမဲပေးခြင်းအားဖြင့်ဖန်ဒေတာရဲ့ဖွံ့ဖြိုးတိုးတက်ရေးဖန်ဒေတာရဲ့အနာဂတ်အတွက် အဲခေါင်းဆောင်ကောင်းတယောက်ကိုရွေးချယ်နိုင်ပါစေလို့လည်းမျှော်လင့်ပါတယ်။အကျွန်မဒီလိုပြောလို့သူတို့ချီကတရားတစ်ချက်မှကျွန်မအခွင့်အရေးယူမထားသလိုလက်ပေးလက်ယူလုပ်ထားတာလည်းမရှိဘူး။မှန်သောသစ္စာစကားဆိုမယ်။ကျွန်မဒီဒီနေ့ဒီချိန်ထိအမျိုးသားရေးကိုတုံ့ချပြီးဘယ်အုပ်ကိုဘယ်အဖွဲ့အစည်းရှိကမှ ။ဝေကြီးအကျိုးမြတ်စီးပွားရေးအကျိုးမြတ်ရယူထားတာတစုံတစ်ခုမှမရှိသလိုကျမဘယ်သူနဲ့မှကျေစုစားကျေစုတာမရှိဘူး။ပြောရရှင်လေကျမဘယ်သူမျက်နှာမှမထောက်ဘူး။ကျမတိုင်းမျက်နှာကိုပဲထောက်ပါရဲ့။ပြောရကတော့တစ်ခုရှိပါရဲ့။ဒီကိုသက်နိုင်ဦးရဲ့ငင်းချက်ဗါတယ်ငင်းချက်ချစ်ချီရွှေခစ်စီတို့ဆိုပြီးတော့ဒီပါတီအောင်နိုင်ရေးဆောင်ပုံမှာရှာလုံးပေါင်းတပ်ပုံမှာနေပါရဲ့။ငင်းချက်ချစ်ချီရွှေခစ်စီတို့လို့စလုံးနဲ့မဟုတ်ပါဘူးစလုံးနဲ့စီရမှာပါစလုံးဆိုတာကအာ ။စားအုပ်စင်မှာစားအုပ်လေးတွေစီစီထားရှိရယ်။ဗကန်စင်မှာဗကန်များလေးတွေစီထားရယ်။အဲ့ဒီလိုမျိုးစလုံးနဲ့စီရတာ။အနာဂတ်စီတို့ပန်းနိုင်စီတို့ကြတော့စလိမ့်နဲ့စီရတာပါ။အာဆိုတော့ကို့ပါတီအောင်နိုင်ရေးလဲဆွဲစီယုံနဲ့သကလုံး6လုံးလောက်ရေးတဲ့နေရာကိုတလုံးတက်ပုံမားနေတယ်ဆိုတော့အာနည်းနည်းသူများပြောစရာကြီးဖြစ်နေပါတယ်။ဒီတစ်ခုသတိပြုစေချင်ပါတယ်။မြမစားမြမစားကတက်ပုံကတော့ကျွန်မကိုယ်တိုင်မြမားတယ်။နောက်ကျွန်မအဲ့ဒါပြောချင်လို့ဒီမှာပူနေတဲ့ကြားထဲကမိရလဲဟို တဲ့အင်ပါတာနဲ့ထွင်လာတော့အေကွန်လည်းပြလို့မရဘူး။နော်ကျွန်မပူနေတဲ့ကြားရကဒီပဝါကိုချုပ်ပြတာလေ။အဲ့ဒါပါလဲဆိုတော့ဆာလုံးကတပ်ပေါ်မားတဲ့အကြောင်းကိုပြောပြချင်တာ။အာကျွန်မဒီဒေတာကူလိုကအင်္ဂလိပ်စာနဲ့ဘွဲရသည့်တာယာကိုကျွန်မတက်တလုံးဒီရေးခဲ့တာကချိုးပဝါကိုပတ်တော်ရီတချောင်းငယ်ပုပဝါလိုပဲရေးခဲ့တာ။တော့တန်မြာသည်ဆိုလို့ရှိရင်လေတန်ပုရာသည်တချောင်းနေနဲ့ရေးရတာဒါပေမဲ့ကျွန်မအခုဟိုဘွေရသည်ရဲ့နောက်ပိုင်းကျွန်မမြန်မာစာမြန်မာစကားစာလုံးပေါက်တပ်ပုံချဲနေလိမ့်လာကြည့်တဲ့အခါကျတော့ပေါ့ပါ ပူဝါမဟုတ်ဘူးပဝါတံပြာသည်ဆိုလို့ရှိရင်လည်းတံပူရာသည်မဟုတ်ဘူးတံပြာသည်အဲ့တော့ဆိုတော့နှဲ့ရအောင်လဲကူကဟိုစိုင်းဝိုင်းနေတယ်မှာလေဟိုပလွေတို့နှဲလို့ရှိ သူဆိုလို့ရှိရင်လည်းပလွေပူလွေမဟုတ်ဘူးเนาะပလွေတဝါ ပလွေပဝါတက်မရတချောင်းငယ်မပါတဲ့အဲ့ဒါမြမစာမြမစာကတပ်ပုံချမ်းနေမှာပါတယ်။နောက်ကျွန်တော်ကျွန်မဆိုလို့ရှင်တာကကျွန်မဆိုလို့ရှင်လေဒီတက်ကတော်ကနေဘွဲရပြီးတဲ့ချိန်တော့ဟိုပဝါကိုကုဝါလို့ရေးခဲ့တယ်တပ်ပုံမှားခဲ့ဘူးလေ။နောက်ဆိုတော့မြမစာမြမစာကစာလုံးပေါင်းတပ်ပုံချမ်းနေတာအင်ပလက်အခက်ခဲပါတယ်ဆိုတော့မှားခဲ့ဘူးပါတယ်။စာလုံးပေါင်းတပ်ပုံခေယူဆိုင်ဖို့လိုတယ်။အဲဒါပေမဲ့တခြားကိစ္စတွေမှာမြမစာတပ်ပုံမှားတာကိစ္စမရှိပေမဲ့